ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Ray Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီမှာအားလုံးအတွက်တိဆက်ပြီးသွားမှာကတော့အယူသူတော်နှင့်ထိပ်ပြောင်ပြောင်တစေကြီးဇလန်းပဲဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ကျွန်တော်အစီအစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျမနာခင်ချင်းပြီးသားရွာရဲ့ဈေးတန်းကလေးစီမှာဖြစ်ပြတဲ့ခုကိုတခုတ်တရပြောဆိုနေကြဒီဈေးတန်းလေးကရွာဈေးတန်းကလေးဈေးဆိုင်ကလေးတွေက၄-၅၀ဆိုင်ပဲရှိလားဒါပေမဲ့တရွာလုံးကအခုလိုမနာပိုင်းချင်းဆိုရင် ဈေးရန်ကလေးစီမှာစုပြုံရောက်ရှိပြီးတော့ဈေးဝယ်သမှုပြုတ်ရင်းနဲ့စကားစမီးပြောဆိုတတ်ကြအခုကညာတော့ကနွားပွဲသားထင်ကျော်တို့ရေကုန်းရွာနေနွားစိပြန်လာကြရင်နဲ့ရေကုန်းနဲ့သူတို့ပြည်သားကြားကတုံ့တန်ပြက်စီမှာကြုံခဲ့ရတဲ့ဖြစ်ပျက်ကိုအခုမနက်ဈေးရန်စီမှာပြန်ပြောင်းလို့ပြောဆိုနေကြတာပဲဖြစ်တယ်တကယ်ပါတော့ကိုရင်ကျော်လူစုညာတော့ကလीသူတို့ကြုံခဲ့ရတော့ပြန်ပြောပြတာကြုတ်ပြစ်ချက်သိန်းပြန်ပြန်ထလို့ပဲအဲ့လူကြီးကထိတ်ပြောင်းနေတော်ကြီးအရကြီးကလည်းအရှိကြီးပဲတဲ့ပြီးတော့အုတ်ကူပြက်ပေါ်ကနေသူတို့ကြီးပြနေတာဆိုပဲ ညာတော့အထင်ကျော်လို့ပြောပြတာကိုကိုယ်တိုင်ကိုကြနားထောင်ခဲ့ရတဲ့မိန်းမတစ်ယောက်ကပြောတယ်။ကြားတာနဲ့နေတကယ်ကိုကြက်သိမ်းထားမိတဲ့မတ်ပူရဲ့။ဟုတ်တယ်ဆိုမိချိုရဲ့ငါသာဆိုအဲ့ညာမာတယ်လေလဲတည်သွားမိမလားပဲ။ကိုထင်ကျော်တို့ကအဲ့လူကြီးကိုတွေ့တော့ဘာလုပ်ခဲ့ကြသေးသလဲ။ဘာလုပ်ရမလဲတော့သူတို့လည်းအရက်ကလေးခတ်ထွေထွေဆိုပေမဲ့ခုလိုကြီးဂျုံလာတော့အစတော့သုံးဟာသာကြောင်ပြီးတော့ကြည်နေမိတာပေါ့။ပြီးလေပြီးရောဟိုကပါဇက်ကဝူးဝါအော်ပြီးတော့အုတ်ကူပွားလဲဆင်းလိုက်လာဟောတဲ့။ အဲ့တော့ထွက်ပြေးကြတာဆွဲလာနွားတော်ကြံ့ရခဲ့တယ်လေခုမနဲ့မှသွားဆွဲကြတာတဲ့မိမတွေအားလုံးမချင်မြဲပုံစံတွေဖြစ်ကုန်ကြပြီးတော့အเจ้าတွေကဆက်ဆက်ပြီးတော့နောက်ထပ်နောက်ထပ်အเจ้าတွေကိုဆက်လက်ပြောနေကြတယ်နေ့လယ်ပိုင်းချင်းတင်တော်တောင်မနေ့ကဝယ်ယူလာတဲ့ရေကုန်းရွာနွားကိုခုမနဲ့မှမှလူစုပြီးတော့တုတ်တန်စီကသွားဆွဲလာခဲ့ကြနွားကတုတ်တန်ထဲမှာပျောက်နေသေးလို့လိုက်ရှာကြရသေးတယ်ဒါကြောင့်နေတော်မြင့်သွားပြီးတော့ခုနမှပြန်ရောက်ရတယ်လေရောက်ချင်းမှာပဲနွားကိုအိမ်ဝင်စီမှာပဲရေချိုးပေးပြီးတော့ တယောကမိုးရင်နဲ့ပတ်ဖြန်းကမမ်းမဟုတ်တာတွေပြန်တတာတွေလုပ်နေတယ်။သူ့ဘောင်းသင်းဖြစ်တဲ့ငထုံးနဲ့တင်ဝင်းတို့ကလည်းဝိုင်းကူပြီးတော့လောက်ကင်ပေးနေ။ထင်းကျော်ကြီးထင်းကျော်ဗျာခေါ်တန်ကြောင့်ထင်းကျော်ထူးရင်နဲ့လဲကြည့်မိ။ရွာတော်ကြီးကဥငွေမောင်ခေါင်းပေါင်းကြီးပေါင်းလျက်သားနဲ့တွေ့လိုက်ဒီလူကြီးကတောင်းနေစီမှာတယောက်တည်းနေတဲ့သူဖြစ်ပြီးတော့ရွာထဲကိုတောင်းတောင်းရောက်မလာတတ်ဘူး။အခုမှဘလို့ကဘလို့အာုံရပြီးတော့ရောက်လာတယ်မသိဘူးလို့ထင်းကျော်တွေးလိုက်မိ။ဥငွေမောင်ထင်းကျော်တို့နောက်ရောက်လာတယ်တင်ဝင်းက ဦးရင်းငွေမောင်မလာစုလာထူးပါလားဘယ်ရောက်လို့ရောက်လာတော့ဘာရှိလို့တော့မြအေးရွာထဲလာရင်လည်းဒင်ကျော်စီကိုကိစားရှိလို့ဝင်လာတာကွာဦးငွေမောင်စကားကိုစမပြောပဲရေချိုးပြီးသားထင်ကျော်တို့လက်ထက်ကနွားကိုကြည့်မင်းတို့ညကတုတ်တန်ဟောင်းမှာတစီလိုက်ခံလို့ဆိုဟုတ်တယ်လေးလေးရဘလို့ဖြစ်လို့တော့မပြောချင်မောင်လေးလေးရကျို့တို့မနေ့ကရေကွန်းကဘိုးလေးငွေစီနွားသွားဝယ်တာဟိုကတော့ဘိုးလေးငွေကတစ်ဖက်ရွာသွားတယ်တဲ့ကျို့ကလည်းနွားကိုကြည့်တော့ကြိုက်တာနဲ့အရဝယ်မယ်ဆိုပြီးစောင့်လိုက်တာ ဘိုးလေးပြန်လာတော့နွားအောင်ဝင်တဲ့ကလေးအာနဲ့လာလဲတာတော့မနေ့မှတစ်ခေါက်ပြန်မနေတော့ဘူးဆိုပြီးတော့နွားမှာတစ်ခါလေးဆွဲပြီးတော့ပြန်လာကြရင်နဲ့တုံးတန်ဟောင်းနာရောက်တော့ထိတ်ပြန်မောင်လူကြီးတယောက်ကလမ်းဘေးကအုပ်ကူပြပေါ်မှာထိုင်နေရတွေ့လိုက်ရတယ်ဘယ်မှာတော့ကျုပ်တို့လဲအဲ့လူကြီးကိုတာမှန်ထင်တာပေါ့ပြီးတော့မှဘဲဟုတ်မလဲလေးရလူကြီးကကျုပ်တို့ရီးပြရတယ်ဖြည်းဖြည်းကြီးကြီးလာပြီးတော့နဲနဲနော်နော်ကြီးဖြစ်လာတာမှမဟုတ်တာပြီးတော့ကျုပ်တို့အုပ်ကူပေါ်နေဆင်းလိုက်တော့တာပဲအဲ့မှာနေကျုပ်တို့အလန်ကြပြေးကြတာဗျာနွားတော်ခုနမှသွားဆွဲရတာခုနမှပြန်ဟုတ်တယ်ဦးငွေမောင်အင်းလို့တလုံးပဲပြောပြီးတော့နားအုပ်သေးချာကြည့်နေ ဟိုကိုင်းကြီးဒီကိုင်းကြီးလုံနေတယ်ထင်ကျော်ကဒါလီလီအခုလာရင်ကိစ္စဘာကြီးလို့များငါဒီနွားပြန်ဝယ်ခြင်းလို့ကွာထင်ကျော်တို့လူမင်းအံ့ဩသွားကြတယ်တင်ဝင်းကလီလီမှာလဲရီပါမှမရှိပဲနဲ့နွားဝယ်ပြီးတော့ဘာလို့မလုပ်လို့များအဲ့လိုမေးလိုက်တဲ့အခါဦးငွေမောင်မျက်နာတစ်ချက်ကွက်ကနေပြတ်သွားတယ်တင်ဝင်းမေးကဟုတ်နေတယ်ဦးငွေမောင်ကလဲမရှိပါမရှိပြင်နွားနဲ့လဲဖက်လဲတကင်းလောက်ကိုင်းနေသူမဟုတ်ဘူးအခုနွားကိုဘဲအတွက်လာဝယ်တယ်ဆိုတာသူတို့တွေးမြတော့မေးမိကြအေးငါလှုပ်ရှားရှိလို့ကွာ ဥမွေမောင်ရဲ့ဖြေးသံကမတင်မကြနဲ့ထင်ကျော်ကဒီလွားဆိုင်လွားဖြစ်သွားပြီလေးလေးရဟေးဘလို့ဆိုင်လွားတော့ဥမွေမောင်ကနားမလဲလို့ပြန်မေးတယ်အဲ့ခါဘာတို့ကဆိုင်လွားဆိုတာဝယ်လဲနဲ့ရောင်းဝယ်လို့ဖို့တိဆိုင်ပြောထားပြီလို့ပြောတာဗျဟေးဥမွေမောင်ကနွားကိုသူဝယ်လို့မရတော့ဘူးဆိုညမျောတားတာစွာနဲ့ကြည့်လေးလေးရဘာအတွက်လိုချင်တာလဲကျုပ်တို့ထက်ရှားပေးမလိမရဘူးကွာဒီနွားမှဒီနွားပဲဘလို့ကြောင့်လုံးလေးလေးရဟိုဘက်ကလည်းပြောပြီးဖြစ်နေရောလीဖြစ်နေရင်တော့ငါလိုချင်မိတယ်ကွာ ထိန်တော်ပြောတော့မဆုံးသေးဘူးဦးငွေမောင်ကထားပြောလိုက်လေတယ်။ထိန်တော်တပ်ပြေးုံချပြီးတော့ဂျန်နဲ့နှစ်ယောက်ကိုကြည့်မိတယ်။သုံးအောင်စလုံးဘယ်လိုလုပ်ကြမလဲဆိုရင်အကြည့်။တကယ်တမ်းမှလည်းဒီနွားကိုတေးဆိုင်ပြောထားတာကအမှန်။တဖက်ကုန်းမောင်ရွာကနွားချောအကောင်းကိုအရှာခိုင်းထားလို့သူတို့လိုက်ရှာထားခဲ့ကြတာ။မင်းတို့ငါပြောပြမယ်ကွာ။ဦးငွေမောင်ကပြောလာတော့ထိန်တော်တို့ကြည့်တွေကဦးငွေမောင်စီကိုပြန်လဲရောက်ရှိလာတယ်။တကယ်တော့ဒီနွားကိုငါရေးထားချေဖို့ကွာ။အိမ်မှာမွေးထားမယ်။မဟုတ်ရင်ငါတို့အသက်အနည်းထိခိုက်ခင်ရှိတယ်တဲကွာ။ပြ အဲ့လိုလားအေးအဲ့လိုမျိုးတနေ့တခြားနွားကဘာလို့မရရလဲဟိုတခြားနွားနဲ့ရဲသားချင်းရောရပဲမဟုတ်လားမရဘူးကွာ तू ကပထမဆုံးမြင်တဲ့ထိတ်ကြားထိတ်ကွက်နွားကိုအရင်ယူရမယ်အဲ့နွားနဲ့ပဲရဲသားချင်းရမယ်တဲ့ဘလို့ရမသိဘူးနော်ထိတ်ကြွားရေရွတ်လိုက်အေးငါလည်းမင်းတို့စီကိုနွားရှာပေးဖို့လာပြောရင်းနဲ့ဒီနွားကိုမြင်တော့အကျိုးချောင်းတိုက်ဆိုင်သွားတော့ကွာထင်ကြွားလုံးဆန်းပါအင်းအဲ့လိုဆိုတော့လေထင်ကြွားတို့တော့တယောက်မျက်နှာတယောက်ကြည့်ကုန်ကြ ဘောင်စည်းတော့ပူပေးပါမယ်ကွာ။ဦးဝင်မောင်ထပ်ပြောလာတော့ထင်ကျော်တို့မငင်းနိုင်တော့။ဒါပြင်ရောရောင်းမယ်လေးလေးဟာ။အေးအဲ့လိုလုပ်ပါကွာမင်းတို့ကလည်းဦးဝင်မောင်တယောက်သူလိုချင်တဲ့နွားကိုရပြီမလို့ဝမ်းသာသွား။ခြံချင်းပဲငွေရှင်းလိုက်ပြီးတော့နွားကိုဆွဲပြီးတော့ပြန်သွားတော့တာပါပဲ။ဒီကနေတပတ်ကြာမှာတော့အာထင်ကျော်တောင်ညာပိုင်းချိန်ဝမ်းစီကရုတ်တရက်ရစ်ခနဲ့ဖြစ်ခဲ့ပြီးအေးရစီကနိုးလာတယ်။အဲ့ခါမှပဲဝမ်းစီကတကြုံကြုံနဲ့ရင့်နာလာတယ်။ ညနေတုန်းကသာစီမျိုးပေါ်ကိုသွားရင်းနဲ့အပြန်လမ်းမှာထိုင်းဝင်တော့ဖြစ်ခဲ့အခုတော့ထိုင်းရီရဲ့တကူကပြပြီထင်ပါရဲ့ထင်တော့အေးရကထားလိုက်တယ်အေးအောင်စိမ်းပြီးတော့တဘိုးတဘာသွားဖို့အိမ်သာဘက်ကိုထွက်ခဲလိုက်ပြီးတော့ကိစ္စကိုဖြေရှင်းလိုက်အိမ်သာနဲ့ရောက်တာနဲ့ဝမ်အတွင်းကရင်နာနေတဲ့အပုပ်ဆက်တွေကတလောဆင်းကြလာတခဏကြာတော့ဝမ်စီကရင်နာမှုကတော်လီတက်တာသွားပြီတန်ရှေးလောက်ပြီးတော့အိမ်သာပြင်ကိုထွက်လိုက်ပစိုးကိုပြင်ဝင်ပြီးတော့အိမ်စီကိုခြေလန်းဆလိုက်ဟမ်နောက်ပါစီကရုတ်တရက်ထွက်ပေါ်လာတဲ့တခြားခြားနဲ့ခြေတံကြောင့် ထိန်တော်ချာကနေလှည့်ကြည့်လိုက်ဟာထိထိပြောင်းဝင်အေးသာနောက်ဘက်စီမှာသူတို့သုံးတန်ဟောင်းမှာတွေ့ရတဲ့အရက်ရှိကလန်ကလားနဲ့ရက်နေတဲ့ထိပြောင်းတစ်စီကြီးအနီးကမြင်ရပါမှာမျက်နာကြီးကမျက်ကွင်းမျက်ခွတ်ပါးစပ်နှက်ဆက်တွေကြပြီးတော့ထိပြောင်းပြောင်းကြီးနဲ့ကြောက်စရာကောင်းလို့နေတယ်ဒီချိန်မှာတော့သုံးတန်မှာတော့ကလို့တစ်စီကြီးကထိန်ကြော့ကိုရီမောပြမနေပဲဇူးဆိုင်ဆိုင်နဲ့ငိုင်းတွေတွေကြီးကြည့်နေတယ်ထိန်ကြော်လည်းရုတ်တရက်တော့ဆုံးအာနေမိတာပေါ့နောက်တော့မှသတိဝင်လာပြီးတော့အာတစ်စီထိပြောင်းကြီးလို့អော်ဟိရင်ね အိမ်စီကိုကစောင်းမျောနဲ့ထွက်ပြေးပါတော့တယ်။အိမ်ထဲရောက်တော့အိမ်သားတွေကြောင်ဝင်တိုးပြီးတော့စားဖို့ကောင်းပြီးကြုံနေတဲ့တဆက်ဆက်တုံရင်နေပါတော့တယ်။သူရဲ့အော်ရဲတန်းကြောင့်နိုးလာတဲ့အိမ်သူအိမ်သားတွေနဲ့အိမ်နီးနားချင်းတွေကထင်ကျော်ကိုဝိုင်းဝန်းပြီးတော့မေးမြန်းကြ။ထင်ကျော်ကထိပ်ပြောင်းတစ်စိလို့သာတွင်တွင်ပြောရင်းနဲ့စောင်းကိုသာတင်းတင်းချုံရင်းနဲ့တုံရင်နေပါတော့တယ်။ဒီကနေနောက်နေ့ပါတော့ထင်ကျော်တယောက်ဇတိတယ်နဲ့တိုင်မင်ပြီးတော့ရွာအောင်ကျောင်းစီကိုပြေးလို့သင်ခန်းစီးခဲ့ပြီးအရှင်တေဇဘာနာဆွေဘွဲကိုခံယူလိုက်ပါတော့တယ်။ ပြီးသားပါတယ်မှာညာပိုင်းဆိုလူသူတွေပြင်ဟိုမှာထွက်ရဲခဲ့တာတလာတင်းတင်းပြေးတော့မယ်အကြောင်းကတော့ညာဘက်ဆိုလို့ရှိရင်ထိပ်ပြောင်တစ်စီးကတောင်ညာလုံးနေတာကြောင့်မယ်ဒီတလာတွင်းမှာဖြစ်ပျက်ခဲ့တာတွေကလည်းတကယ်ကိုသွေးပြက်စရာပါပထမဆုံးရွာထဲမှာထိပ်ပြောင်တစ်စီးကိုစတင်မြင်ခဲ့ရတာကနွားပွဲသားထင်းကျော်သူကထိပ်ပြောင်ကြီးနဲ့စုံပြီးတာနဲ့သင်္ကန်းစီးသွားခဲ့ဒုတိယဂျုံတွေ့ရတာကငွေစင်းဆိုတဲ့ပြုံပါလေးညာဘက်ချင်းတဘိုးတဘားထထသွားရင်အိမ်နာရက်နဲ့တစီးကြီးနဲ့စုံပြန်နေငွေစင်းတယောက်နေရာမှာနေတတိလစ်သွားခဲ့ရတယ် ောက်ထပ်ထပ်ကြုံလာကြတော့ရတမဝင်းလိုက်သူကတော့ထုံးစန္ဒရက်မူးပြီးတော့ရွာလမ်းမှာလေထိုးအိမ်နေတော့ထိပ်ပြောင်ကြီးကအပေါ်ကနေမိုးပြီးတော့သူ့ကိုစိုက်ကြည့်နေအောင်ခံရလေတဲ့ဝင်းလိုက်ခင်ဗျာတောက်ထားတဲ့ရက်တွေဘယ်စီရောက်သွားတယ်မသိအမှုစိတ်တွေကြက်ပြောင်ငှက်ပြောက်ကိုပြောက်လို့ငဲတန်ပောင်ဟစ်အော်ရင်နဲ့ပြေးရလေတဲ့ဒီရွာလုံးထဲသူ့ဖျက်ကြမှာအော်တောင်းနေကိုဖြစ်ကုန်ကြရတယ်အရိကနေနောက်ပိုင်းမှာတော့ရွာထဲမှာညာရင်းညတာအပြင်ထွက်သူတိုင်းတယောက်စနှစ်ယောက်စဆိုထိပ်ပြောင်တစ်စီးကခြောက်လန့်တာကိုခံရတော့တာပါပဲ အခုနောက်ပိုင်းမှာတော့ပြည်သားတွေရောအလုံးညနေပိုင်းအချိန်မှာပဲပြင်ပကိစ္စဝိစာတွေအပြည့်ပြတ်လှုပ်ဆောင်လို့မှောင်နာနဲ့အိမ်ထဲမှာသာနေကြတော့တာပေါ့သူတော်တယောက်ယောဂီသွင်းတဲ့ဇေဒီကလေးမှာတမထထိုင်နေမိဒီအချိန်မှာသူရှိရာစီကိုနောက်ထပ်ယောဂီဝင်တဲ့လူကြီးတယောက်ရောက်လာခဲ့ပြီးမလန်းမကန်းစီမှာထိုင်လေတဲ့အတန်ကြာတော့သူတော်တယောက်မျက်ဝန်းနေဖွင့်လာပြီးတော့တမထဖြုတ်လိုက်သူတော် သူတော်တန်ကြာစီကိုကြည့်လိုက်ပြီးတော့သူ့ဆရာဦးစာဒီကြီးကိုလှမ်းတွေးလိုက်လေတဲ့ဟာဘိုင်ဘယ်ရောက်လို့များရောက်လာလဲ သူတော်ပြောရင်လည်းထိုင်အားထားပြီးတော့လှမ်းသွားလိုက်အရေးကြီးကိစ္စတစ်ခုရှိလို့လာတာသူတော်ရေဘာများလိုက်ပါရဲ့သူတော်ဦးစာတီကြီးရဲ့အနားစီမှာဝင်ထိုင်လိုက်ဒီလိုသူတော်ရေဦးစာတီကြီးကအထက်ပါတိုင်းအစားချီပြီးတော့အเจ้าဝါတစ်ခုကိုပြောပြလာတော့တယ်ဦးမောင်နီးတဲ့အသက်က90တန်းနဲ့ရောက်နေဖြစ်ပေမဲ့အိမ်တော်မရှိဘူးသူ့ပုံစံကနဖူးပြောင်ပြောင်ရက်ကရှည်ရှည်နဲ့သူကကြောက်ဆုံရွာရဲ့လူချမ်းသာစီးဝင်တယ်သူပိုင်ဆိုင်တဲ့လယ်ရီဘာရီဆိုရတဲ့တော်လေးကိုများတယ် ပြည်စည်းတွေစုဆောင်းထားတာတွေလည်းများတယ်။တရားသားမှာတော့ဥမောင်နီယာတစ်ဖက်ရွာကမိငယ်ဆွဲမိမငယ်နဲ့နှောင်းနှစ်ဖက်ချစ်ခင်ဆုံမှတ်ပြီးတော့အိမ်အောင်ပြူသွားခဲ့။ဥမောင်နီယာလည်းမိငယ်ကိုချစ်ခင်လွန်းဆိုမိငယ်ကလည်းဥမောင်နီကိုအဖေတယောက်လိုဦးလေးတယောက်လိုချစ်ခင်တွေ့တာတယ်။မိငယ်ကအိမ်မူကိစ္စတွေနိုင်နေတယ်။ဘာသာတရားဘက်တော့အားနေတယ်။ဥမောင်နီကတော့ဘာသာတရားကိုအမြဲတမ်းအရေးထားလိမ့်ရှိ။ဖះဆိုလည်းတေချာဆုံးကတ်တေချာရှိခိုးတတ်သူအလူတန်းဆိုရင်လည်းသူ့လောက်ရရောတတ်သူရှိမှမထင်ဘူး။တို့အိမ်အောင်တတ်နှစ်နှစ်မပြည့်ခင်မှာတော့ဥပောင်နီယာရုတ်တရက်တိမ်းပါသွားတယ် ဥမောင်ရီတိန်းမှာတော့မိငယ်အကြိုက်တဲ့ပစ္စည်းတွေကိုအပိုင်းစားရတယ်လို့အများထင်ကြတကယ်တမ်းကျတော့မိငယ်ရတဲ့ပစ္စည်းတွေဆိုတာမှသုံးပုံတစ်ပုံတည်းရဲ့ဂျန်နဲ့နှစ်ပုံဥမောင်ရီကမိငယ်နဲ့မရရင်ကလေးကသူ့အသေးသေးနဲ့ဖွက်ထားခဲ့တယ်လေဒီကြောင့်မိငယ်ရိပ်မိသိရှိထားပြီးတော့ဥမောင်ရီတေကန်နီးချိန်မှာမေးမြန်းပြီးမဲ့ရေရတဲ့အဖြေကိုမရရှိခဲ့ဘူးဒီတော့ကြောင့်မိငယ်ကဆွေမျိုးနီးစပ်တော်ဆက်သူတယောက်ရဲ့အကြံပြုမှုတိုင်းဒီဆုံးသွားတဲ့ဥမောင်နီကိုကျွတ်လုတ်ခွင့်မရအောင်လှုပ်ဆောင်တယ်။ပြီးတော့ဥမောင်နီကိုဝိညာဉ်ချုပ်မဲ့အစီအရင်တွေလုပ်တယ် ဒါလိုလှုပ်ဆောင်ပြီးအောင်မြင်တဲ့အခါဦးမောင်ရဲ့ဝိညာဉ်ကိုမေးမြန်းမယ်ဆိုရွယ်ချက်ပေါ့ဒါပေမဲ့မိငယ်ကကန်ဆိုးခဲ့တယ်နှစ်ပတ်လောက်ကြာမှအစီရင်ပြုနေတဲ့တညနေမှာချောင်းနဲ့ရေစင်းချိုးနဲ့ရင်းနစ်ပြီးတော့မိငယ်လည်းဆုံးနေဒီကဦးမောင်နေတဲ့ဝိညာဉ်ချုပ်တဲ့အစီရင်နဲ့အစီရင်ကမအောင်မြင်တော့ပေမဲ့ကျွလုတ်ခွေးမြောင်လှုပ်ထားတဲ့အစီရင်ကအောင်မြင်သွားပြီးတဆေးကြီးဖြစ်နေရှိနေစီတော့တယ်တပတ်ကမိငယ်ကတော့လောဘစိတ်မောဟစိတ်တွေနဲ့ရောပြိုးပြီးတော့တေဆုံးခဲ့တာမဟုတ်လို့ဒရိတ်ဆန်ပုံရောက်ကနှစ်ထီးကလေးဖြစ်နေဝင်စားရတယ်ဒါလို့ဒီဖြစ်ကုန်တော့တဆေးကြီးဖြစ်နေတဲ့ဦးမောင်နေကြီးကသူရင်ဘွားက ဇနီးတော်ဆက်ဘူးတဲ့မိငယ်ဝင်စားရနွားကလေးနီးမှာတန်အောင်စီမကုံနိုင်မဲနဲ့နေထိုင်နေရှိနေပေးခဲ့တယ်။အခုတော့နွားကလေးကိုရောင်းချရကနေတစေးဦးမောင်နီကထွက်ပေါ်လာပြီးတော့နွားကလေးကိုသူ့စီခေါ်ထားဖို့ကြိုးစားတယ်။မောင်မြင်မဲ့သတင်းကြီးသွားခဲ့။အခုတော့ပြီးသားရွာနားမှာသူ့အသေးသေးနေနေတဲ့အောက်လန်းတယောက်ဟာဒီเจ้าနေကိုတစေးငယ်တကောင်ကြောင့်အเจ้าဆောင်ပြီးသွားခဲ့။ဒါကြောင့်ဥစ္စာကိုမမောစိမ့်နဲ့နွားကိုမရမကဝယ်ပြီးတော့တစေးဦးမောင်နီကိုချုပ်ကင်ဖို့ကြိုးစားနေလေတယ်။တကယ်လို့သာတစေးကြီးကိုချုပ်ကင်နိုင်သွားရင် သူဖွက်ထားရတဲ့ပစ္စည်းဥစ္စာတို့အောက်လန်းကောင်ကအပိုင်စားရသွားမယ်။ဒါဆိုရင်မြင်းကိုကြိုတက်တယ်လို့ကြားကိုအတောင်ပန်တက်တယ်လို့ဖြစ်သွားပေတော့မယ်။အောက်လန်းပညာဆိုတာမျိုးမှလည်းထိုင်လန်းပညာရဲ့လိုပညာချက်တွေကကောင်းပေမဲ့ညင်နွမ်းပညာခံဖြစ်တာကြောင့်တင်ယူသူဟာသူကိုယ်တိုင်ကြိုးပမ်းမှုနဲ့တသက်မချမ်းသာနိုင်ဖို့အခွင့်မရှိလေဘူး။တင်ယူသူဟာတက်မြောက်ပြီးနောက်ပိုင်းသူချမ်းသာဖို့အတွက်ကိုနီးမျိုးမျိုးနဲ့စူးစမ်းရင်းနဲ့ပညာထားတာတွေကိုစီးဖောက်မိကြ။အဲခါကျရင်ချမ်းသာဖို့အခွင့်ရှိလေတယ်။သူတော့ မင်းသူကိုသွားရောက်ပြီးတော့တားမိရမယ်။ပြီးရင်တစေးဦးမောင်ကြီးကိုကူညီရမယ်။ဇာဖြစ်သူဦးစာတိကသူရောက်လာတဲ့အကြောင်းအရာတို့ကိုလုံးစုံပြောပြပြီးဇကားကိုအဆုံးသတ်လိုက်ချေပြီ။သူတို့သဘောပေါက်ပါပြီ။ဘယ်ဟုတ်သွားပြီးတော့ဘယ်လိုလုံးဆောင်မယ်ဆိုတာသူတို့ကိုပြောပြပါ။အင်း၊လာမယ်လာပြည့်ရဲ့မတိုင်ခင်ပြီးသာဆိုတဲ့ရွာကိုရောက်သွားပါ။လာပြည့်မတိုင်ခင်ရောက်ရှိမှအချိန်မီလိမ့်မယ်သူတို့။ဘာကြောင့်လဲဆိုတော့အဲ့ဒီရက်မှာတစေးဦးကိုအောက်လန်းကမရမကထိန်းချုပ်တော့မှာမဟုတ်လို့ပဲ။ ကောင်းပါပြီသူတော်အခုပဲခီးကိုစတင်ပါမယ်အကောင်းဆုံးသာစီရင်ဆုံးမခဲ့ပါသူတော်ဟုတ်ကဲ့ပါပါကြီးဦးစာဒီကထိုင်နေရကနေထားလိုက်သူတော်လည်းလိုက်ထားတယ်နှစ်ယောက်သားဇေဒီကလေးရဲ့အင်္ကာတောင်းစီကိုရောက်ချိန်ဦးစာဒီကဇေဒီကလေးကိုဥခိုက်ဝစ်ပြုတ်ဝစ်ပြုတ်လို့ပြီးချိန်လဲကြဦးစာဒီကဇေဒီကလေးရဲ့ပရဝုံတော့တဏျာစီကိုလှမ်းသွားပြီးတော့ဖျက်ခနေပျောက်ွယ်သွားခဲ့ပါတော့လေဦးစာဒီပြန်သွားတယ်သူတော်ကလည်းငကိုနေရစီကသူ့ရဲ့လွယ်ကြီးကိုကောက်ယူလိုက် ဇေဒီကလေးကိုလက်ရရေးရစ်ပတ်လိုက်ပြီးတော့ပြန်ထွက်လာချိန်မှာတော့သူရာယောဂီအသွင်ကွယ်လို့အပြစ်စီရင်ခံရရာသူရိုးသွင်နဲ့ပြန်လှည့်ပြီးတော့ထွက်ပေါ်လာခဲ့ကဇေဒီကလေးရှိရာနေရာကနေမြောက်ရဆူဆူစီကိုအပြေးထွက်သွားခဲ့ပါတယ်သူတော်ဟာအပြစ်ဒဏ်စီရင်ခံမှုတိုင်းသူရိုးသွင်နဲ့၃ရက်တိတိခရီးပင်ကိုမနာနဲ့နေခဲ့ရ၃ရက်ပြည့်တဲ့ညနေစောင်းမှာတော့ပြီးသွားစီကိုရောက်လာခဲ့အချိန်ကိုတွက်ကြည့်တယ်လာပြညာမနက်ဖြန်မှဆိုတော့ချိန်ကြံသေးတာမလို့ရွာထိတ်ကဇေယျစီမှာပဲသူတော်ဝင်ရောက်ပြီးတော့အိတ်ဆက်လေးတယ်ခီးပန်းလာမလို့သူတော်ကောင်းချလိုက်တာနဲ့မင်းနှစ်ချိုက်စွာနဲ့ အိမ်မောကြာသွားမိခဲ့ပါလေယိသူတော်တယောက်အိမ်ပေါ်နေရာမှာတဟီးနဲ့ငိုတန်တစ်ခုကိုကြားလိုက်တာကြောင့်လန့်လို့လာတယ်နိုးနိုးချင်းမှာပဲငိုတန်ရှာသူနဲ့တိတ်ပြီးတော့မလန့်မကန်နေရာစီကနေငိုနေတာဖြစ်ကြောင်းသိလိုက်ရသူတော်တစ်ဖက်စီလှည့်ပြီးတော့ပြန်လဲအိတ်ဆက်ဖို့ကြိုးစားလိုက်ငိုတန်တော့အဆက်မပြတ်ထွက်နေသေးပါပဲသူတော်လဲငိုတန်ကိုနားပိတ်ပြီးတော့မရမကပြန်အိတ်မိကနဲ့ပြန်အိပ်ပျော်သွားတယ်ဒါပေမဲ့တီးပြန်နိုးလာချိန်ကျတော့ငိုတန်ထွက်ပေါ်နေသေးပဲမလို့မဖြစ်သားတော့ဘူးဆိုပြီးထားထိုင်လိုက်အပြင်ကလင်းချင်းနဲ့လာရောက်အောက်ကငိုတန်ရှင်ကိုလှမ်းကြည့်လိုက်မိတယ် ငိုတန်ရှင်ကထိုင်နေရာတော့မှအရက်ကတူးတက်စားလို့ရှိပြီးတော့လောင်းအောင်မှထိပ်ပြောင်ပြောင်ကိုလည်းတီးတာဆိုမြင်နေရလေတယ်။ဒါကဘိုးစရာပြောတယ်တစေးကြီးမောင်နေပဲ။သူတော့ရေရွတ်လိုက်ပြီးတော့သူဖေးကူရမယ်သူကိုလစ်လူရှုမိတဲ့သူ့ပြက်အတွက်ဘသူများတီးသွားလေလဲဆိုတဲ့အတွင်းနဲ့မလုံးမလဲဝေးဝိုင်းကြည့်လိုက်။ဘသူမှတီးနေရှိမနေဘူးဆိုတော့မှသူတော့လဲတကိုယ်တည်းဂျင်းနဲ့ဆိုပြုံးလိုက်ပြီးတော့ထိုင်ကနေထကာတစေးကြီးစီကိုတွားလိုက်။သူတော့ကသူ့စီကိုတဲတဲမတ်မတ်ကြီးလာနေတာကိုမြင်တော့တစေးကြီးရဲ့ငိုနေမှုကတိတ်ကနေရက်သွား ီးတော့သူတို့ကိုအားအသင့်တယ်လို့ကြည်နေတယ်။ဟေးတဆေးကြီးဟမ်သူတို့ကခေါ်လိုက်တော့တဆေးကြီးဟင်ကနေဖြစ်သွားတယ်ပြီးတော့ဝမ်းသာအားနဲ့မင်းကငါ့ကိုမြင်နေလားမြင်တာဗောဟုတ်လားဒါဖြင့်မင်းမင်းကငါ့ကိုမကြောက်ဘူးလားโอ้บาลุจောက်ออกมาเลยงาตูรอกก็นัดตาลีลีนี่อ่ะตะสีจောက်เสียจังตะบยาตามาไม่ใช่อูมิงก็นัดตาหุบดล่ะหุบเด้งาตูรอลีอ่ะนัดตาลีเว้ยอะกูแลงาตูรอลีอ่ะเสียอาชินโบ้ตะจะเสียบ้าลุนี่อ๋อลากูรา ဘဘလူတစေကြီးကဝမ်းသာရဲလဲမေးတန်ကြီးနဲ့ဟောနင်ကြုံရတဲ့အောက်လန်းကောင်ငါတို့တော့နှစ်သားလေးရင်ဆိုင်ဖြည့်ရှင်းပေးမယ်လို့ဟိုးဂျေစုတင်လိုက်တာဗျာတစေကြီးကဝမ်းသာအားပြောနေတဲ့မျက်ရည်တွေကိုတုပ်လိုက်သူတို့ကတစေကြီးနားစီမှာဝင်ထိုင်နေလိုက်ပြီးတော့တစေကြီးကိုမော်ကြည့်လိုက်ပြီးတော့နင်ခန္ဓာကွာဒီတက်သေးလို့ရင်သေးပါဦးမော်ကြည့်ရတယ်လျောင်းလုံးလို့မရတော့ဘူးစာကလေးကဒီပုံစံကိုကြီးလို့လည်းမရဘူးသေးလို့လည်းမရဘူးဩော် ဒါနဲ့ငါ့ကိုဘယ်ရဘလို့လာကူညီတာလဲအဲမဟုတ်ပါဘူးဘိုးတကြားဆိုတော့တကယ်တကြားမရငါဖြစ်တွေ့ဦးသိနေလို့လားသူတော်ကောင်းရမ်းလိုက်တယ်ဟာဘယ်ရလားတစေးကြီးဟာဘိုးကြားဆိုတာအဲဘိုးကြားလို့ပဲသိထားပါငါသူတော်လေးကိုတော့နတ်သားလေးလို့သိထားပေါ့သူတော်ရဲ့အပြောပြကြောင်တစေးကြီးပါရီးလိုက်မိပြီးတော့တစေးကြီးကငါလည်းအခုမှပဲရီမိတော့တယ်သူတော်ကတစေးကြီးကိုမော်ကြည့်လာနင်းကတန်းစင်တိတ်ကြီးတာကို တစေးရတပ်ပြင်းကိုချလိုက်ပြီးတော့အဲ့ဒါလည်းဟုတ်ပါတယ်။ဒါမဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကလွတ်ကျောင်းအခွင့်ရခဲ့ဘူးတယ်။အဲဒီတုန်းကတာရုခေါ်တာကိုဘလို့မှခေါ်မြောက်လောက်အောင်အာစည်းမိခဲ့ရတယ်။ဘလို့ဖြစ်တာလဲ။အများတန်းပေးသူအောင်ဘလို့ပုတ်ကိုယ်တော့။ငါနေတဲ့တုတ်တန်ဟောင်းစီမှာဒူတင်လာဆောင်တဲ့ဘုံကြီးတပါပဲ။ဘုံကြီးနီးမှာငါနေနေအမြဝေချိန်တိုင်းတာရုခေါ်ဖို့ကြိုးစားတယ်။ဘလို့မှခေါ်မြောက်လောက်အောင်ပဲဖြစ်ခဲ့ရတာ။ သူတို့စိတ်ထဲဘိုးကြားပြောတဲ့အစီရင်စရာကိုသတိရမိသွားတယ်။ဩရပြီရပြီ။နေတကယ်ကျွတ်လို့ချင်တယ်ဆိုရင်အဲ့အတွက်လည်းငါသူတို့ကကူညီပေးနိုင်တယ်။စိတ်ကတော့နှက်ခွာဖြစ်နေတာပါပဲ။တစ်ဖက်ကကျွတ်လို့ချင်တယ်တစ်ဖက်ကမိငယ်ကိုဒီဘဝတိုင်းမထားခဲ့ရပြန်ဘူး။နေ့မှပစ္စည်းဥစ္စာတွေတိုးခွာတာရှိရဲ့လို့ငါတို့လေးသိထားတယ်။အဲ့ဒါတွေရောဆွဲလန်းသိမ်းဖြစ်နေမိသေးလား။တစီကြီးကကောင်းကိုခါရမ်းလိုက်တယ်။အဲ့ဒါတွေကနောင်ပွင့်တော်မူလာမဲ့မြတ်ဖျားကိုရည်စူးပြီးတော့ မြုံနိုင်ခဲ့တာဆိုတော့မမောမှုမရှိတော့ပါဘူးဟိုအောက်လန်းကောင်လို့မတမာသူလက်ထဲကိုရောက်မှာတော့စိုးရိမ်မိတယ်အဲ့တော့တော့ပူပန်နေပါနဲ့တော့ငါတို့နတ်သားလေးရှိနေပြီဘယ်အခုတော့မပူပန်တော့ပါဘူးအခုနတ်သားလေးလို့ပြောနေတဲ့မင်းကတာမန်မဟုတ်ဘူးဆိုတာငါသိကောင်းနေသူဆိုတာကိုလည်းငါသိတယ်ဒါကြောင့်စိတ်အေးရပြီလွန်ခဲ့တဲ့ရက်တွေကတော့တကယ့်ကိုစိတ်မအေးခဲ့ရဘူးမိငယ်ကိုရောင်းချလိုက်ပြီဆိုတဲ့အချိန်မှာကဲတင်မှုစူးစမ်းမိရကနောက်ပိုင်း ပြဿနာကတောက်လျှောက်ကိုတက်လာခဲ့တာပဲနွားဝဲစားတွေအကူကြီးတောင်းမှုကြိုးစားမိသူတို့လည်းကြောက်လန့်ပြီးတော့ထွက်ပြေးကြတယ်မိငယ်ကိုအောက်လန်းကောင်မယမကဝဲသွားတော့လေနွားဝဲစားကိုထပ်ပြီးတော့အကူကြီးတောင်းမှုကြိုးစားမိပြန်တယ်မယပြန်တော့တရွာလုံးကလူတိုင်းကိုအခွင့်ရတိုင်းအကူကြီးတောင်းမှုကြိုးစားမိပြန်တာဗောဘသူကိုပဲအကူကြီးတောင်းပြီးတောင်းပြီးသူတို့ကငါ့ကိုကြောက်နေကြတာငါပြောတဲ့စကားကိုလည်းသူတို့နားမလဲပဲဖြစ်နေလာတော့မသိတော့ပါဘူး ူတော်တဆေးကိုတော်လေးတနာသွားမိသူခမဘွားဟောင်းကဇနီးတို့ကပူပန်မိရင်လည်းအားလုံးကိုအကူအညီလိုက်ပြီးတော့တောင်းနေရှာမိတာဒါအောင်တာမန်လူတွေဖို့ကတော့၆လန့်နဲ့ပဲထိမိကြပြီးကြောက်လန့်နေကုန်ကြတာပေါ့ကဲပါလီငါတို့တော်လေးနဲ့ကိုကူညီဖို့ရှိနေပြီကဲကဲခုတော့နားလိုက်တော့မနေ့ကကြားရင်တော့ငါတို့တော်လေးနေကိစ္စအတွက်ကိုအကောင်းဆုံးကူညီပေးမယ်နော်ဂျေဇူးတင်ပါတယ်တဆေးကြီးကပြောပြတာနဲ့နေရာမှာနေပဲလဲခွေလို့အိတ်ဆက်လေးတယ်သူတို့ကတော့ဇေယျအแทးကိုပြန်လာပြီးအိတ်ဆက်လိုက်တော့တာပေါ့ နောက်နေ့မှာတော့တစေကြီးရဇေယနာမှာပဲတဏီကုံရှိနေတယ်။သူတို့ကတော့ရွာထဲစီကိုတစ်ခေါက်ဝင်သွားသေးတယ်။ရွာထဲမှာတောင်းညံ့နေတစေကြီးကိုသူဆုံးမလိုက်ဖြစ်ကြောင်းလိုက်လံပြောပြ။ဒါမှလည်းသူဦးစကားတော့ဘသူကယုံမမလဲ။သူတို့ကတော့သူပြောစရာရှိတာတွေကိုပြောခဲ့ပြီးတော့ကလေးတွေကြားခုံပေါက်ပျော်ရွှင်ခဲ့ကမုံတွေဝေဖေးပြီးတော့ညနေဆောင်မှာဇေယစီကိုပြန်လာခဲ့လိုက်။ဇေယစီကိုပြန်အောင်တော့နေဝင်ရောချိန်တောင်းမှဖြစ်နေပြီ။တစေကြီးနေနေလဲမျောရတာလဲပင်ညောင်ရိုးပြူလူလူဖြစ်နေပြီ။သူတို့ကမြင်တော့တစေကြီးလုံမင်းဝမ်းတာသွားတယ်။သူ့ရဲ့ကြီးကိုမှလည်းအားမနာခုံတော်ခုံပေါက်လိုက်သေးတယ်။ ပြန်လာမယ်ဆိုတာသိပြီမယ်ဘယ်ချိန်ပြန်လာမလဲမျှော်နေရတာကျေးဇူးရှင်ရဲ့ဟိုးပြန်လာမှာပေါ့တစေရဲ့ခဏကြာရင်ဟိုအောင်လန်းကောင်ငေါ့ခေါ်တော့မှာသူတော်နတ်သားလေးရဲ့ဟင်တစေကနတ်သားလေးလို့ခေါ်တော့သူတော်တယောက်ထင်မှတ်မထားတာမို့လို့အားအသင့်သွားတယ်ပြီးမှဘဝင်ခွေသွားလိမ့်ပြီငါသူတော်နတ်သားလေးကိုနတ်သားလေးလို့ခေါ်တော့ကျေနားလိုက်တာကဲကဲကြာပါလေဟိုလူရောမှာခေါ်တော့စောင့်မလို့သွားကြစို့လားချက်ချင်းဦးမဲသွားမယ်ဖြစ်သွားတဲ့သူတော်ကြောင့်တစေရုပ်တရတော်ကြောင်းအန်းသွား ဒီအချိန်မှာသူကတော့သူ့အုံးလက်မြင်းကိုခွာစီကကဆုံပေါက်လို့ပြေးထွက်သွားခဲ့လိမ့်ပြီ။ဦးငွေမောင်တယောက်ငုံဆိုင်ပြီးတော့ကြည်လာတဲ့နွားဖြူဖြူတစ်ချက်ကြည့်ပြီးတော့ပြုံးလိုက်။ဒီနွားဖြူအကြောင်းပြုလို့မနဲ့ပြန်ဆိုရင်သူကလူချမ်းသာတယောက်ဖြစ်ရတော့မယ်လိ။ဒီအတွက်ဦးငွေမောင်အလုံးမင်းသဘောကျခြေနဲ့နေမိ။လက်ရှိတော့လောက်ဆရာရှိတာအတွက်အရာရာကိုကြိုတင်စီစဉ်ပြီးတော့ပြင်ဆင်ထားပြီးပြီ။အချိန်ကြဖို့ပဲကြံတော့အချိန်ကြရတဲ့ဟိုတစေကြီးကိုခေါ်ပြီးတော့နွားဖြူကောင်းတဲ့အကြက်ကင်လို့လိုချင်တာတောင်းဆိုဖို့ပဲရှိတော့တယ်။စေဘော်လေးတစ်လက်ကိုထုတ်ပြီးလို့ဦးငွေမောင်ဖွာဆိုင်လိုက် ပြီးတော့နွားပြူကောင်ငေးဆိုင်ကျင်းနဲ့စိတ်ကူးတွေရင်နေမိသူတို့အွန်လိုင်းပညာသည်တွေကပညာအမွေကိုဆရာမပေးခင်မှာတပွားစားလုံးလက်တိတ်ဆုပ်ယုပ်တက်ချောင်းကိုအရင်ဆုံးအတိပေးခဲ့နေစရာအဆင်ပြေအောင်ဝမ်းဝမ်းအောင်လောက်နေတာတင်းတင်းရနိုင်မယ်လို့လည်းသတိပေးခဲ့တယ်ဒါကိုလက်ခံနိုင်မှပညာရည်ဖို့အထူးသတိပေးပြောဆိုခဲ့ဒီအချိန်တွေတော့လက်ခံနိုင်ပြီဆိုတော့မှဂရီသစ္စာပြုရပညာအမွေကိုချပေးတယ်ပညာကိုတက်မြောက်ပြီးနောက်ပိုင်းမှာတော့ဆရာပြောတဲ့အတိုင်းတကယ်ကိုကြုံဆုံလာတော့တယ်ဘလောက်ပဲကုန်းရှာပါသေးဖတ်မတင်ဘူး သူလည်းတသက်တာလုံးရုံးကန်ခဲ့ထူးမလာပါဘူး။ဒါကြောင့်စိတ်ပြက်လက်ပြက်နဲ့ထွက်လာရင်ဒီရွာကိုရောက်လာမိချိန်မှာတော့အားလုံးနဲ့ဝေးဟာစီမှာနေကဘဝကိုပြီဖုံးကားချလို့ဇက်မြုပ်လိုက်ပါတယ်။အခုတော့ပြီဖုံးကားချကနဲ့နေထိုင်ရင်နွားတကောင်အကြောင်းပြုတစ်စီတကောင်ချုပ်ကင်ပြီးသူချမ်းသာရပါတော့မေး။ဟမ်။ဟိုကလာနေရဘာပါလဲ။ဦးမေမောင်ကြည့်နေမိတော့ရွာဘက်ကနေသူရှီယာစီကိုပြေးလာနေလူတယောက်ကိုလှမ်းတွေးလိုက်ရ။နည်းနည်းနှီးကလာတော့နဘေးကနေလိုက်ပြေးနေတဆေးကြီးကိုလည်းမြင်လိုက်ရလေ ဩတင်းကလက်ဆက်သက်တော့အားကိုးရှာလာတာကိုအင်းလေလာပါစေလာပါစေတင်းကအားကိုးလာတဲ့ကောင်ဘလို့ဖြစ်မလဲစောင့်ကြည့်လိုက်ပေါ့ဥငွေမောင်ရေရွံ့နေတဲ့သူထိုင်းနေရနေရစီကပဲတင်းမလင်ချိတ်ပြီးတော့ဇလိပ်ဖွိုင်းနဲ့စောင့်နေလိုက်တိတ်မကြလိုက်ဘူးတစီကောင်နဲ့ပြေးလာတဲ့သူဟာသူ့စီကိုရောက်လာကြဟာအားကိုးပြီးခေါ်လာတာယူတယောက်ပါလားဥငွေမောင်ပြောနေတဲ့သဘောကျပြီးတော့ရီလိုက်မိဩနင်းကငါသူတော်နတ်သားလေးကိုပမာမခန့်ရီလိုက်တယ်ပေါ့ဩနတ်သားလေးဟုတ်လား ဟုတ်ပါဟုတ်ပါနှစ်သားလေးနှစ်သားလေးသူရုံးမျက်နှာတင်းကနေဖြစ်သွားတယ်ကဲအောင်လန်းကောင်ငါအနေနဲ့ပညာပြိုင်မှုရောက်လာတာကြားတယ်နေပညာထုတ်တော့သူကစိန်ခေါ်စကားဆိုလာတယ်ဦးမေမောင်အချိန်ုံတစ်ချက်ကြည့်ပြီးတော့သူဆောင်ဆိုင်နေတဲ့အချိန်ကလုံနေသေးတာမလို့ကောင်းပြီလေပြိုင်ကြတာပေါ့ပြောပြောဆိုပဲဦးငွေမောင်ကမန်းမုံလို့မြေစီကိုဖနှောင်းပေါက်ချပြီသူဦးစီအားစီကိုလက်ညှိုးထိုးလိုက်အဲဒီကသူနဲ့သူတို့ကြားမြေလွာတွေကအကောင်ပလောင်တွေအများပြားတိုးဝင်ပြေးလွှားသူဖွာကနေဖွာကနေဖြစ်ပြီးတော့သူဦးစီကိုအလင်းမြန်တိုးဝင်သွားလိမ့်တယ် ဒါမဲ့တစ်ဖက်ကသူကဒီတိုက်ခိုက်မှုကိုမြေစီလန်ညုံညုံမန်နန်တပုတ်ရုတ်လို့ခြေဖြတ်ပြသွားတယ်။ဒါလောက်ပဲလား။စောင်းကြည့်ပေါ့။ဦးငွေမောင်ပြောဆိုပဲလက်ဖြက်သုံးချက်တီးချလိုက်။ဂီးကနေအတန်နဲ့တူဦးငွေမောင်ရဲ့အနောက်စီမှာအိမ်တလုံးစာလောက်ရှိမဲ့ခွေးနိုင်ကြီးတစ်ကောင်ထွက်ပေါ်လာတယ်။သူကလည်းချက်ချင်းပဲမန်နန်ကိုရုတ်လိုက်တော့ရွှေရောင် တောက်တောက်နဲ့အလွန်ကြီးမားတဲ့ကြားကြီးတစ်ကောင်ကသူ့ရုံးနောက်မှာပေါ်လာခဲ့။ကြားကြီးကထွက်လာလာချင်းမှာပဲသူ့ရုံးနောက်ကနေခုံထွက်ပြီးတော့ဦးငွေမောင်ရဲ့အနောက်ကခွေးနိုင်ကြီးကိုအပြေးခုံအုပ် ဝင်းနေကြီးကလည်းမခေးပဲဂျာအီစီကိုတူစုပြေးခုံဝင်လာတယ်။နှကောင်သားကြိုက်ခဲတတ်ပုတ်ကြလိမ့်မယ်။ဒါမှလည်းအချိန်ဘလောက်မှမကြောက်ဂျာအီလက်ချက်ကြောင့်ခွေးနေကြီးကဘိုင်းကနေလဲကြပြီးတော့အကြိုက်ခဲခံရိုင်းနဲ့ဖြုတ်ကနေပျောက်ကွယ်သွားလိမ့်တော်တယ်။ဦးငွေမောင်ကအလုံးမင်းဒေါသထွက်သွားတယ်။ချက်ချင်းပဲဂျာအီစီကိုတိုင်နွားထက်လို့ဖို့လှုပ်လိုက်။ဒါမှမဟုတ်သူထိမှန်မထားတဲ့အဲ့အချိန်မှာခွေးနေကြီးနဲ့တတ်ပုတ်ပြီးနောက်တကောင်ထဲသာကြံရည်တဲ့ရွှေအောင်ဂျာကြီးကသူ့စီကွာဝုန်းကနေခုံဝင်လာပြီးဟတ်ထိုးလို့ကြိုက်ချီလိုက်တာပါပဲ။ ။ဦးငွေမောင်တောင်ကြားကြီးရဲ့ပါးစပ်စီမှာအာကဲတာပါကဲတာပါဆိုပြီးတော့သွေးသွေးနဲ့ဟစ်အော်ရုံးကန်ရင်ပါသွားရပါတယ်။သူကလက်ဖြောက်တစ်ချက်တီးလိုက်။အဲ့ခါမှတော့ကြားကြီးကဦးငွေမောင်ကိုကိုက်ချီလို့အဝေးတစ်ဖက်ကလဲခွင်းနေဘက်ကိုပြေးထွက်သွားခဲ့လေ။ပြင်းနာပြိုင်တိုက်ပွဲကိစ္စဝဝကတော့ဒီမာရင်ပြီးဆုံးလို့သွားခဲ့ပါပြီ။မနမိုးလင်းချိန်သူတို့ရောက်နွားဖြူနွားလာကိုဆွဲပြီးတော့ရွာထဲကိုဝင်လာခဲ့လိုက်။ထင်းကျော်ရဲ့အင်စီကိုရောက်တော့တိုက်ဆိုင်သွားတယ်ပဲထင်းကျော်တစ်ဖြစ်လေအရှင်တေစာဘာနာဆုံးငံကြွနေခြင်းဖြစ် သူရွာသူတို့အိမ်ဝိုင်းထဲကိုဝင်လာလိုက်။ရောက်လေတော့ရှင်တေဇာပါနာကိုဥထိုက်ရှ िख ိုးတယ်။နောက်တော့အကျိုးချောင်းရှောက်တင်ပြီးတော့ရှင်တေဇာပါနာရဲ့ဒကမာကြီးလက်ထဲကိုသူဆွဲလာတဲ့နွားကိုအပ်လိုက်။ဘေးမဲ့လှုပ်ပေးဖို့လဲပြောတယ်။ပြီးတော့ရွှေလက်စုံလေးတစ်ကွင်းထပ်မံပေး။ထိပ်မံမောင်တစေကြီးကိုစွန်းတော့အမြတမ်းပေးဖို့ပြောလိုက်ကနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါလိမ့်။ထင်ကျော်တို့ဝိုင်းထဲကထွက်လေတော့သူရွာတစ်ချက်ပြုံးနေတယ်။သူလုံးဆောင်မဲ့တာဝန်ကပြီးလေပြီ။ဒါပြင်ညာတော့ကမကျွလုံအောင်လှုပ်ထားတဲ့အစီရင်ကိုပယ်ဖျက်ပြီးပြီမလို့ဒီချိန်တော့ထိပ်မံမောင်တစေကြီးကသာဓုကောင်းစွာခေါ်ဆိုနိုင်ပြီး ကျွလွတ်တော့မှာကို တွေးမိခဲ့တာအကြောင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghostly Channel ကနေတင်ဆက်ပေးခဲ့တာကအယူသူတော်နေထိပ်ပြန်မောင်းတစေကြီးဇလန်းဖြစ်ပါတယ်။နောက်နေ့မှလည်းသူတော်ဇလန်းနေရှုံးမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါစေ။ဆုံးနေနားဆင်အားပေးကြတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ